ဒီလာညစကွာစာဆောင်မနှုတ်ကစားပါရယ်ဧပြီလ20ရက်2025ခုနှစ်ရှင်ပြထားမြောက်ဒီနေ့ကနေ့ဒူရစ်ကာကွန်ထန်နိုင်စကားကဲသို့ထိမှန်၍တမန်တော်သည်မေယုံချရှင်လူကခရွင့်ချအခန်းကြီး24ခန်းငယ်17ကောင်းချိန်ကအစ္စတာနနက်ခင်တကယ်ရှုရှင်ပြထားမြောက်သောအစ္စတာဒီနေ့ကနေ့သို့ဝမ်းမြောက်စွာတဖန်ဝင်စားသည့်ဂျေဆုရကိုချီးမွမ်းကြပါသို့လူသမိုင်းချိန်ကာလရှောက်လုံး ။ဤနေ့သည်ခရီးများတွင်နေထူးနေမြတ်ကြီးတနည်းဖြစ်လာပါသည်။လူခဲ့သောနှစ်ပေါင်း2000ကျော်ကာလကယခုလိုနေရဤလက်နက်ခင်မှာမကန္တလမာရီနှင့်အခြားသောမာရီသည်တခိယရှုအားတင်းကျုံမြုံနှံသည့်တင်းချိုင်ကုသို့ဆော့ဆော့စီစီသွားခဲ့ပါသည်။တင်းချိုင်တော်သို့ကျေကွဲလွှတ်သောရှင်နေတော်ခဲ့သောမာရီသည်ဝမ်းမြောက်ရှာကြရင်းကိုပထမဦးစွာကြားသည့်ဝင်ငါရတော်သူဖြစ်လာခဲ့ပါသည်။သူမသည်တောင်ချာနေကသခင်ယေရှုလောက်အားခနိုင်ချင်းမှရှိနေခဲ့သူဖြစ်ပါသည်။ အလောင်းတော်ကိုကုသညိုင်းသူပို့တော်အခါမှာလည်းပါဝင်ခဲ့ပါ၏။သခင်ဖျားမြင်းမြတ်စွာချင်းချင်းအကျိုးကိုခံရပါသည်။မိများဝမ်းမြောက်ဖွယ်ဖြစ်ပါသည်။သူတို့သည်တမန်တော်ဆရာဘာထံသို့ပြေးသွား၍ပျော်ရွှင်ကားသောအခါအင်မတန်မှဆင်းလို့ရှာနေမှသင်ကြပါသည် အမျိုးသမီးတို့တဘာဝအတိုင်းဝမ်းမြောက်ဝမ်းသာနှင့်ချွတ်ချွတ်လောက်လောက်ဝင်ကားမဖြစ်နိုင်ပါသည်ထို့သောအဆောက်အဦမှတမန်တော်များကသူမတို့၏စကားကိုမယုံကြည်နိုင်ကြပါဒါနာ၏စကားကဲ့သို့ထင်မှန်ကြပါသည် ယုံကြည်သူလည်းဖြစ်ဓမ္မတော်များလည်းဖြစ်ယုံကြားခြင်းများဖြစ်လျက်နှင့်တကယ်ယေရှုနှုတ်ကပတ်တော်ကိုကြားရ၍ခရစ်တော်ကိုသိခဲ့ပါလျက်နှင့်တန်တိုင်းစကားကိုကြားကြားခြင်းမှထင်မှတ်တာကတော့ရှိုးပါသည်ယနေ့အီစတာနေ့မှာတခင်ယေရှုရှင်ပြန်ထမြောက်ခြင်းတည်ရင်ကိုထပ်မံ၍ကြားရပါသည်အသံရွယ်လာခြင်းမှများစွာကြားခဲ့ရတော်သူလည်းရှိပါသည်ကြားရတော်လည်းစိတ်မလုံရှာပဲနေ၍တန်တိုင်းစကားကဲ့သို့ထင်မှတ်ရင်တော့အကျိုးနည်းပါ၏ ကျွန်ုပ်တို့အသိခံသောခရစ်တော်သည်ယနေ့မှသင်ချင်းကိုအောင်မြင်၍လောကကိုအနိုင်ရခဲ့ပါပြီ။ထိုသတင်းစကားသည်အမှန်ဖြစ်ပါသည်။ယုံကြည်ရမှဖြစ်ပါသည်။ဤသတင်းကိုယုံကြည်၍သိတော်လဲတခင်ဤသူရှင်းရသောအခွင့်သင်ချပေါက်ရှင်းရမည်ဖြစ်ပါ၏။ အင်စတာနီမှာလှပတော်လီလီမမများကိုငင်းချင်ုံနောင်းနဲ့မချိနှက်ပါနဲ့အင်စတာချက်ဥရှောက်ဖွေကစားခြင်းများနဲ့မတင်းထိန်ပါနဲ့ထားမြောက်သောတရင်ကိုယုံကြည်၍ဝမ်းမြောက်စွာချီးမွမ်းကြပါစို့ဟာလေလုယာအားလုံးပြားရင်ကောင်းပြီပါစေ